ဟာလူမျိုးတွေရဲ့အကြီးမြတ်ဆုံးစံပြပြီးရောင်းကန်ဖန်ဘရင်ကြီးရဲ့တမိတော်ကိုမှမွန်ရွာအထိခိုးပြေးလာခဲ့တဲ့မွန်ကောင်လေးသူရှင်ရာဇတိတွေဘရင်မကြီးရှင်စောပုနဲ့ဓမ္မစီတီမင်းကြီးတို့လိုဖုန်တကူအရှိန်ဝါကြီးမားတဲ့ဒုတိယဟန်တာရီခေတ်ကိုတီထောင်နိုင်ခဲ့တဲ့ထူးဆန်းတဲ့ကလေးခုမြင်တွေ့နေရတဲ့ဒီစင်ရဲသားမွန်လေသမားဇနီးမုံနံတို့ရဲ့သားကနောက်တစ်ချိန်မွန်ရာဇဝင်နဲ့မြမသမိုင်းမှာအကြီးမားဆုံးမှတ်တိုင်တဲ့ကတစ်ခုဖြစ်တဲ့ မူလူမျိုးတွေရဲ့အရှိန်အဝါကိုအထုထက်ရောက်စေခဲ့တဲ့ဒုတိယဟန်တာရီခေဝါရီရူမြင့်ဆက်ကိုစတင်တည်ထောင်ခဲ့တဲ့ငှက်လပါမင်းဘရင်တပါပဲဖြစ်ပါတယ်။ဒီစီရန်သားမွန်ကလေးငရဲ့ဘဝဖြစ်စဉ်ကထူးဆန်းမှုများစွာနဲ့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီကိုများတောင်းဆိုထားတဲ့ဒုတိယဟန်တာရီခေတည်ထောင်သူမဂရူမင်းရဲ့ဘဝဖြစ်စဉ်ဖြစ်ရမှတမန်အကြောင်းအရာများကိုဘဟုတုတဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ ျွန်တော်ကတော့ဇာနေပါလုံးရဲနှစ်ပေါင်း600ကျော်လောက်ကတထောင်အပိုင်းတကော့ဝုန်းဆိုတဲ့မွန်ရွာလေးတရွာမှာစင်းရသားလေသမားဇနီးမောင်နှံနေထိုင်ကြပါရယ်။တနေ့မှာတော့ဇနီးဖြစ်သူကချစ်စရာကောင်းတဲ့ပါရမီရှင်တာယောက်ျားလေးတယောက်ကိုမွေးဖွားလာပါရယ်။ဒီစင်းရသားလေသမားလေမယားက ူတို့လည်းခင်းတဲ့အလုံးစင်းရင်သားလေးကိုပါတဘာတဲ့ခေါ်သွားတတ်ပြီးအရိတ်ကောင်းတဲ့တစ်ပင်ကြီးအောက်မှာသားလေးကိုမိုးနေမခလေးအောင်မွန်အခေါ်ဂဒူးလို့ခေါ်တဲ့ခမောက်ရှည်တကူနဲ့အမြဲအောက်ထားတတ်ပါရဲ့တနေ့မှာကြီးကားတကောင်ကလေးငယ်အနားကလာချိန်မှာခမောက်ရှည်ကိုထောက်ထားတဲ့ဒုတ်ချောင်းနဲ့တိုက်မိပြီးခမောက်ရှည်ပြောက်ကြကာကြီးကားလည်းတခါတည်းတေးသွားပါရဲ့မိဘနှစ်ပါးကသူတို့ရဲ့သားလေးဟာအဆောက်အအုံနဲ့ဖောင်းကန်ကြီးမားတဲ့ယောက်ျားဆိုပြီးခေါင်းယူကြပါရဲ့ ဒါကြောင့်ပဲသူတို့ရဲ့ตาလေးကိုဒီခမောက်ရှည်ကိုအစွဲပြုတ်ပြီးမွန်ဘာသာစကားအရမက်ဂဒူးလို့အမည်ပေးခဲ့ကြပါတယ်မက်ဂဒူးကြီးလာတော့ယူရီးယားပြည်တက်ကတဲခေါ်စခိုထိုင်းမြို့ကိုကောင်းတယ်ဖို့ရာအထံသမားများငှားပြီးရောင်းဝယ်ဖောက်ကားတဲ့ကောင်းတယ်အလုပ်လုပ်ဖြစ်ပါတယ်ဒီလိုနဲ့လန်ခူလတ်တနေရအရောက်မှာထံသမားတယောက်နာဖျားလို့မက်ဂဒူးကိုယ်တိုင်ဝင်ထိုင်းရင်မူကြီးလေကြီးကြကသူပကောင်းထက်ကတဘိုးလဲမူကြိုးပြစ်ခံရပြီးအဲ့ဒီအချိန်မှာပဲ အရှိအယမှာအလင်းတန်းတစ်ခုနဲ့တောင်ဘက်အယမှာတော့ပြတ်သက်ပုံတစ်ခုကောင်းငယ်ပေါ်မှာထူးဆန်းစွာမြင်တွေ့လိုက်ရပါတယ်။ဒါကြောင့်နမိတ်ဖတ်စရာတယောက်ကိုတွားမေးရာအရှိအယမှာစတဲ့ထုံတော့ပြီးတောင်ယမှာမင်းဧကရစ်ဖြစ်မယ်ဆိုတဲ့နမိတ်အယကောင်းတဲ့အလောက်ကိုစို့ကစကောထိုင်ဘရင်ရဲ့စင်ကဲထံစတဲ့ဝင်ရောက်လှုပ်လှုပ်ပါတယ်။တနေ့မှာတော့ဘရင်ကြီးကစင်တော်တွေကိုကြီးကျူးစစ်စစ်ရင်းမြေပြင်ကအကြွေစားလေးတစားတွေ့ပြီး မကဒူးကိုကြည်စဲတဲ့သဘောနဲ့အကျွေးစားကိုလက်ညှိုးနဲ့ထိုးပြပါရယ်။ဒါကိုမကဒူးကကောက်ယူပြီးဈေးတဲကမျိုးစေ့ရောင်းတဲ့ဆိုင်မှာတွားဝဲပါရယ်။ဈေးတဲကဒီအကျွေးစေးလောင်းတဲ့မျိုးစေ့လူကြည့်ရင်လက်ညှိုးလေးနဲ့ကလော်ယူပါလို့ပြောတဲ့အခါမှာမကဒူးလည်းချက်ချင်းပဲသူ့လက်ညှိုးကိုတရေဆို့ပြီးမျိုးစေ့အိုက်ထဲထိုးလိုက်ရာလက်ညှိုးမှာမျိုးစေ့တွေအများကြီးကပ်ပါလာပါရယ်။ဒါကိုဈေးတယ်ကအရန်သဘောကျသွားပြီးမျိုးစေ့များကိုလက်ဆောင်အဖြစ်မေဂရုကိုပေးလိုက်ပါတယ် ဈေးထဲကရလာတဲ့မျိုးစေးနဲ့မဂရုကဟင်းနွံ့ရဲ့အပေများကိုဆက်ပြိုးလိုက်တာဖို့သွားတာမာတဲ့ဟင်းနွံ့ရဲ့ခင်းကြီးစင်သိန်းကောက်ဘေးမှာပေါ်ပေါက်လာပါတယ်။ဘယင်ကြီးကနောက်တစ်ခါစင်သိန်းကောက်စီရလာတဲ့အခါဖို့သွားတာမာတဲ့ဟင်းနွံ့ရဲ့ခင်းကြီးကိုတွေ့ရတဲ့အပြင်မဂရုကဟင်းနွံ့ရဲ့ဟင်းကျူကိုပါဆက်တပြီးစင်သိန်းကြီးလည်းမဂရုရဲ့အရေးချင်းကိုအကြောင်းစုံပြောပြလိုက်ပါတယ်။ဒါကြောင့်ဘယင်ကြီးကမဂရုကိုအယံသဘောကျသွားပြီးစင်တင်းကောက်ကနေနန်းတော်စီခေါ်ဆောင်သွားခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ထက်မြက်လုံးတဲ့မကဒူးကိုဝုံမှုအစီကိုပါတုံမြင့်မြောက်စားလိုက်တဲ့အတွက်ဘီရင်ထန်ခတ်စားရင်းဘီရစ်သမီးတော်မေနှင်းတွယ်သားနဲ့ချီကျူးတွယ်မိကြပါတယ်။တနေ့မှာတော့ယူရီးယားဘီရင်ကသူ့ရဲ့နာမည်ဖြစ်တဲ့ယူရီးယားတောင်ပိုင်းမှာပုံကံမှုတစ်ခုနဲ့ဆစ်ထွက်သွားတဲ့အခါနန်းတော်မှာလုံချုံရည်နေပါတော်ကိုအခွေကောင်းယူပြီးမကဒူးကကျုံယုံနှစ်ယောက်နဲ့အတူချစ်သူဖြစ်တဲ့ဘီရစ်သမီးတော်မေနှင်းတွယ်သားကိုမိမိဇာတိဖြစ်တဲ့တကောက်ဝုံးရွာစီခိုးပြေးလာခဲ့ပါတယ်။ ဘရစ်သမီးတော်ကမှခိုးပြေးလာနိုင်ခဲ့တဲ့မက်ဂရူးကိုအရင်သူ့ရဲ့တပည့်ဆန္ဒမများကကြော်လာခံကြပြီးတကော့ဝန်းရွာကိုလည်းမြို့နံအစ်စ်တီလိုက်ပါတယ်။တကော့ဝန်းရွာဆိုတာနာဝခါရဆက်ဒီရိအရေးတော်ပေါ်မှာတမိုင်းဝင်လာမဲ့ဒုံဝိုးမြို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမုဒ္ဒမဇာအလိမာမင်းကမက်ဂရူးရဲ့နှမနှင်းအိုရာရဲ့အလှတော်တရင်ကြောင့်အယူအမူဆွဲလာနေပါတယ်။မက်ဂရူးကနှမနှင်းအိုရန်ကိုအယောင်ပြပြီး အလိမာမင်းကိုလောက်ကြံဖို့နဲ့မုတ်သမကိုတန်းယူဖို့အတွက်မင်္ဂလာပွဲကိုတောင်ပြင်မှာကျင်းပဖို့ချိန်ဆစီစဉ်စီပါတယ်။မကရူးမှာအကြံရှိသလိုအလိမာမင်းလည်းအကြံနဲ့ပါ။စကုထိုင်းဘရင်ထံခစားရင်းတမီးတော်ကိုခိုးပြလာခဲ့တဲ့မကရူးဟာနှမပေးရမှာလဲစေတနာရိုးရိုးနဲ့မဟုတ်ကြောင်းအလိမာမင်းကောင်းကောင်းသဘောပေါက်ပါတယ်။ဒါကြောင့်အဲ့ဒီမင်္ဂလာပွဲအပြီးမကရူးကိုအပြတ်ရှိမယ်ဆိုပြီးတောင်ပြင်မင်္ဂလာပွဲပြီးဆုံးချိန် မန္တကြီးမှာတောက်စားကခုံကြရင်တမောင်ကူစီကန်ဆောင်ထားတဲ့လင်မာမီးရဲ့လူတွေကမင်္ဂလာပွဲအပြီးမှာမဂဒူးကိုဝိုင်းဖမ်းဖို့ကြံစီကြပါတယ်။ဒီလျှို့ဝက်အချံကိုတိရှိသွားတဲ့မဂဒူးလဲလက်ဦးမှုရယူဖို့အတွက်သူ့ရဲ့လူတွေကိုတစ္ဆာဆူခမ်းပြီးအသေးစိတ်ညွှန်ကြားချက်အတိုင်းအရက်ကိုတကယ်မတော့ပဲငုံထားစေကလူမမြင်အောင်ထွေးပစ်စေပါတယ်။အလိမာမင်းရဲ့လူတွေကိုတော့အရက်တွေများများခတ်ထည့်ပြီးလူမမသိတဲ့အထိတောက်ခိုင်းစေပါတယ်။ ဒီလိုနဲ့ညနေဆောင်အလိမ်မမင်းရဲ့လူတွေအားလုံးအလုံးကျိုးမူရေးကြတဲ့အချိန်မှာမဂဒူကအမှတ်မထင်ပဲမဇဆိုတဲ့အချက်ပေးစကားဆိုလိုက်ပါတယ်။ဒါကိုအစင်းစက်ကြည့်နေတဲ့သူ့ရဲ့လူတွေကတောက်စားခြင်းကိုရက်ပြီးအတိတ်အနေထားယူလိုက်ကြပါတယ်။မဂဒူကမုံစုံလို့ဆိုလိုက်တဲ့အခါသူ့ရဲ့လူတွေကသမင်းစားကြပါတယ်။နောက်ဆုံးမဂဒူရဲ့တရရမြောက်အချက်ပေးစကားမဇလို့ပြောလိုက်တဲ့အခါမှာတော့ သူ့ရဲ့လူ90တို့ဟာဓာဆွဲပြီးလိုင်မာမင်းရဲ့လူတွေအလုံးကိုထခောက်လိုက်ကြတာအကောင်တေကောင်ကြတဲ့အပြင်အလိုင်မာမင်းလည်းအဲ့ဒီနေရာမှာပဲကိုမြက်ခံလိုက်ရပါတယ်။ဒါကြောင့်ကောဇာတက်ဂရက်643ခုနှစ်မှာမက်ဂရူကအလိုင်မာမင်းကိုအနားရပြီးမုတ်သမမျိုးကိုတန်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ယုတ်ခမတော်စကောတိုင်းဘရင်ထံမုတ်သမကိုတန်ပြီးဘရင်လုံနေကြောင်းအထူးတန်တမာနဲ့တဝန်လှပို့လိုက်တဲ့အခါမှာစကောတိုင်းဘရင်လဲဝမ်းမြောက်ဂုဏ်ယူစွာနဲ့ မင်းမြောက်တစား၅ပါးနဲ့အတူရွှေပြအပေါ်ခန်းလိုက်ထားတဲ့ပညာဝါရူဆိုတဲ့ဘွဲအစ်စ်ချီမြောက်လိုက်ပါတယ်။ဝါရီဒူဘွဲခံမေဂဒူဟာပညာရှိယဟန်ပုံနာများနဲ့တွေ့ဆုံကဓမ္မတကျမ်းဆောင်စီရင်စီပြီးအဲ့ဒီဓမ္မတကျမ်းတွေကဥပဒေအတိုင်းတိုင်းပြည်ကိုစီမံအုပ်ချုပ်မိဖြစ်ကြောင်းအတိတ်ထံပြုတ်လိုက်ပါတယ်။အဲ့ဒီဓမ္မတကျမ်းကတော့မြမဥပဒေလောကမှာအထူးထင်ရှားတဲ့ဥပဒေများထဲကဝါရီဒူဓမ္မတပဲဖြစ်ပါတယ်။ နောက်ချောင်းနဲ့အကြာဝရီရူမင်းဟာယောက်မတော်စကောထိုင်ဘရင်စီကနေထူးဆန်းတဲ့စင်ပြူတော်တစီရရှိခဲ့ပြီးစင်ပြူတော်ဘွက်ခမ်းရပြန်ပါတယ်ဒီထူးဆန်းတဲ့စင်ပြူတော်တမန်ချောင်းကိုတော့အရင်ကဗီဒီယိုမှာကျွန်တော်တင်ထားပြပါပြီစိတ်ဝင်စားလို့ရှိရင်အပေါ်ကလိင်းနဲ့မှဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အဲ့ဒီနောက်မှာတော့မော်ဒမာမျိုးရဲ့အရှိမျောက်အရာမှရှိတဲ့ကာဗလာနီမင်းဘကူမျိုးစားတရဖျားမင်းနဲ့တောင်ဘက်ကမလေးအနယ်ဝင်ငေါ်တော်မင်းကိုပါအတီးတီးအောင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ဝါရီရူမင်းဟာမင်းစီဆိုင်စကုနှစ်တက်တော်54နှစ်မှာမြေတော်များဖြစ်ကြတဲ့ရှင်ကြီးနဲ့ရှင်ငယ်တို့လောက်ကြံကြီးကိုခံလိုက်ရပါတယ်။အကြောင်းကတော့ရှင်ကြီးနဲ့ရှင်ငယ်တို့ရဲ့ဖခင်တရဖျားကိုဝါရီရူမင်းရဲ့အမိန့်နဲ့ကိုမြက်ခဲ့တဲ့အတွက်ပြန်လည်လက်စားချေခြင်းဖြစ်ပြီးဘိုးတော်ကိုလောက်ကြံပြီးထွက်အပြေးမှာအဖမ်းခံရပြီးရှင်ကြီးနဲ့ရှင်ငယ်ကိုမြက်ခံရကသူတို့ရဲ့အလောင်းများကိုလည်းဘိုးတော်ရဲ့ခြေရင်းမှာပြောလဲကြတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်တုန်းကအမျော်မြင်ရှိတဲ့မူမတ်ပညာရှိတွေတိုင်ပင်ကြပြီးဝါရီရူဘရင်ခေါ်မဂဒူမင်းရဲ့တင်းချိုင်းကူမှာကပီးစာတစ်ခုထွင်ထားခဲ့ကြပါတယ်။အဲ့ဒါကတော့ကြိတ်ခုတ်ရင်စုမထားရာအဖတ်တရင်တမထားရာဆိုတဲ့ကပီးစာသားပဲဖြစ်ပါကြောင်းဘုသူသားဖြစ်စေဖို့ရာစည်စနာထားမျှဝေပေးလိုက်ရပါတယ်။